ကြီးမားတဲ့ကြောင်းမဲ့ဖွယ်ကောင်းတော့အောင်မြင်းကလေးကြီးတုံလှုပ်သွားတာဖားချောင်းလေးဘာအကြောင်းများရှိလို့ပါလဲအကြောင်းတရားကိုသိခြင်းလို့မြင်ရအေးသဘာဝအားဖြင့်လောကဒီကနေ့ထီအောင်မြင်းကလေးတုံလှုပ်တယ်ဆိုတာရှိတာကြီးဘာကြောင့်လှုပ်တယ်ဆိုတာအကြောင်းမျိုးမျိုးရှိတယ်ပေါ့မြတ်စွာဘုရားကရှန္ဒနာရဲ့မိကုံးကို ေးစေးစေးပဲဖြေကြတယ်အနန္တငရင်လှုပ်ဖို့ဆိုတာအကြောင်း၈မျိုးရှိတယ်အဲ့ဒီအခြေကအကြောင်း၃မျိုးမျိုးကြောင့်လှုပ်ထတာဖြစ်တယ်သူကသူလှုပ်တာမဟုတ်ဘူးဘာကြောင့်မဲလှုပ်လို့အကြောင်းတစ်ခုတော့ရှိတယ်အေးခုခေတ်ဒီကြတော့အမျိုးမျိုးဖြေထုတ်ကြမှာမို့ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအမျိုးမျိုးဖြေထုတ်တယ် ရသဗျာကငရင်လှုပ်ခြင်းရဲ့အကြောင်းတွေကိုဖြေထုတ်ပေးထားတာ၈မျိုးရှိတယ်။ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအဲ့ဒီနေရာမှာရှင်အနန္ဒာကိုမြတ်စွာဘုရားကရှင်းပြတယ်။အထခောအနန္ဒဟေတုမဟာတောဘူမိသလတပါတုဘာဝါယကြီးမားတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာဟာ ြောင်း၈မျိုးရှိတယ်အဲ့ဒီအကြောင်း၈မျိုးတဲ့ကတမျိုးမျိုးကြောင့်လုံနိုင်တယ်အကြောင်း၈မျိုးကိုမြတ်စွာဘုရားကရှင်းပြတဲ့အခါသဘာဝအကြောင်းတစ်ခုကိုရှင်းဦးစွာရှင်းပြသဘာဝအကြောင်းတစ်ခုဆိုတာဘာလဲလို့ဆိုရင်ဒီကဘာမြေကြီးရဲ့တည်နေပုံကိုပထမရှင်းဦးစွာမြတ်စွာဘုရားရှင်းပြအယံမဟာပထဝီဥဒေကေပဋိဋ္ဌိတာဟောဒီကဘာမြေကြီးဟာ ရေပေါ်မှာတည်ရှိနေတယ်။ကဘာကြီးကြီးကရေပေါ်မှာတည်ရှိနေတယ်ဆိုတာစဉ်းစားကြည့်ပေါ့။ဘယ်နေရာမှာပဲဖြစ်ဖြစ်ရေတွင်းတူးကြတယ်လေ။အဝီစီတွင်းနေတူးတယ်ဆိုတော့မြေကြီးအောင်မှာရေတွေရှိနေတယ်ဆိုတာပြောလို့ရတာ။ပြီးတော့အခုခေတ်သိပ္ပံနေနဲ့ကြီးလိုက်မယ်ဆိုရင်ဒီကဘာမြေကြီးဆိုတာအာ the planet ခေါ်တာ။ကဘာဂျုံလို့ အဲ့ဒီကဘာကျိုကြီးကတကယ်ကြည့်မယ်ဆိုလို့ရှိရင်အခုကောင်းကင်ရံကမြင်းနေရတဲ့လာကြီးလိုပဲအဝေးကနေကြည့်လို့ရှိရင်အဲ့ဒီပုံတရံပဲမြင်ရအရင်ကလာကဘာပေါ်ကနေပြီးတော့ကဘာပြေးကြီးကိုလှမ်းပြီးတော့ရိုက်ထားတဲ့ပုံဟာဒီကဘာကြီးကလာကြီးလိုပဲဝိုင်းဆက်ကြည့်ပြီးမြင်းနေရလာပေါ်ပထမဆုံးအချိန်ရောက်တဲ့အချိန်ကနေဓာတ်ပုံရိုက်လိုက်တဲ့ကဘာမြေကြီးရဲ့ပုံတရံဟာလဲ ဝန်းဝိုင်းပြီးတော့ကောင်းကင်ထဲမှာအနန္တအာဂါဒအလွန်ကျယ်ဝန်းတဲ့ space ကြီးထဲမှာဒီလိုပုံမှန်တဏ္ဍာန်ကြီးရှိကဘာမြေကြီးဟာကောင်းကင်ထဲမှာရှိတယ်ဆိုတာပတ်ဝန်းကျင်မဲ့စဉ်းစားခံစားပြီးတော့ကြည့်ပေါ့ကိုယ့်ရဲ့ဘေးမှာလေလူကြီးတွေရှိနေတယ်အထက်ကပဲជីကြီးအောက်ကပဲជីကြီးပဲနေရာပဲရောက်ရောက်တွင်မြင်ထွက်ပြီးတော့ကိုယ့်ကိုယ်ရန်ကျင်လိုက်ရင်ကိုဟာ စက်ဝိုင်းရဲ့အလဲကောင်းမှာပဲအမြဲတမ်းရှိတယ်။စက်ဝိုင်းကြီးရဲ့အလဲကောင်းမှာပဲအမြဲတမ်းရှိတယ်။အေးခလန်းလန်းရောက်သွားလို့ရှိကိုဟာထိပ်ဖြားပေါ်မှာရောက်နေတယ်လို့ဘေးပတ်ဝန်းကျင်ကြည့်လိုက်လို့ရှင်ဒေဝကြီးမှောက်ထားတယ်လို့မိုးပြဲတဲ့ကြီးမှောက်ထားတယ်လို့ကိုဟာဘယ်ခါပဲဖြစ်ဖြစ်အလဲကောင်မှာရောက်နေတာအဲ့ဒါကိုကြည်ချင်းအဖြစ် ကဘာမြေကြီးကကောင်းကင်ရံထဲမှာဒီဂျိုကြီးတစ်ခုဆိုတာလဲထင်ရှားတယ်ကဘာတီချားပုံကိုစာပေကျမ်းကမှာဖွင့်တဲ့အခါမှာကဘာကြီးစပြီးတော့ပေါ်ပေါက်လာပုံကိုဖွင့်တဲ့အခါတခြားဘာသာတွေမှာတော့သာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့ဒီလိုဆိုတယ်ရသောဘုရားရဲ့အဆုံးအမအရာဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘဲနဲ့သဘာဝတရားရဲ့ဆောင်ရွက်မှုသာဖြစ်တယ် သဘာဝတရားကဖန့်စင်သဘာဝတရားကြောင့်ဖြစ်လာကဘာကြီးပြန်တည်ဆောက်ဖို့ကဘာပြုမိုးကြီးသဘာဝအားဖြင့်မိုးတွေရွာချလာအဲ့ဒီရွာချလိုက်တဲ့မိုးတွေဟာဘေးကလေတူကြီးကညံထားတဲ့အတွက်ကြောင့်မိုးပေါက်ကြီးဟာတခုလဲလို့ဖြစ်လာမိုးပေါက်ကြီးဟာအောက်ကလေတူကြီးကခံထားတဲ့အတွက်ကြောင့်ဒီမိုးပေါက်ကြီးကရွေချပြီးတော့မသွားဘူး ဒီကောင်းကင်ယံကြီးထဲမှာပဲမိုးပေါက်ကြီးရရှိမိုးပေါက်လို့ဆိုကြတဲ့ကအဝိုင်းပဲပေါ့ရေပေါက်ဆိုတာကြည်လေရေလေးကိုအဆက်ချကြည်အလုံးဝအဝိုင်းပဲဖြစ်မှာပဲပဝန်းကျင်လေတုတွေရှိနေသည့်အတွက်ကြောင့်ဝိုင်းဆက်နေတဲ့ရေပေါက်ဆိုတာဝိုင်းဆက်နေတဲ့အရာများတာဖြစ်တယ်ဒီခါတော့ကစင်ကာပူဝန်တာတဲ့ကလေးလေး ။ဒါက7နှစ်သားလောက်ရှိသေးတယ်။စာရိတာဖတ်တယ်သူက။စာရိဘုန်းကြီးတို့စီကိုရင်ဝတ်ပြီးရောရက်တူနေသွားပြီ။သူပါမေးတော့ဆို။ရောက်လာတာနဲ့တွေ့တော့သူကဘမစကားမပြောတတ်ဘူး။သူ့မိဘတွေကတော့ဘမပြေအနှွဲတွေမာတကားပြောရတယ်သူကပါမေးတော့ဆို Who created the world ကဘာကြီးကိုဘသူဖန်ဆင်းတာတော့ဆိုသူကမေးတယ် ဘုန်းကြီးကလည်းသူနားလဲအောင်ပြောလိုက် nature create သဘာဝကဖန်ဆင်းတာလို့အေးတခြားဘာသာတွေကြတော့သာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့အေးကဘာကြီးကိုဖန်ဆင်းတာဟာ nature ပဲ nature ဆိုတာဇာတိဥတ္တ